ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာ၄ရဲ့ခေါင်းစဉ်ကနီနီဝီဝီဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ရှင်ယောဟန်ပထမဆုံးအခါချင်းနဲ့အငယ်၁၈မှာချစ်သားတို့ယခုကာလဒီနောက်ဆုံးသောကာလဖြစ်ပါတယ်။ဒီချမ်းစကားကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကပြောခဲ့တဲ့ကျမ်းစကားဖြစ်တယ်လို့ဒီနေ့ကျွန်တော်ရဲ့အချိန်ကာလနဲ့စပ်ပူပြီးနိကလာတဲ့ အချိန်လေးဖြစ်ပါတယ်လူတွေအားလုံးတကယ်မသိနိုင်တဲ့အချက်တစ်ချက်ရှိပါတယ်ပထမတစ်ချက်ကကိုယ်ဘယ်အချိန်သေရမယ်ဆိုတာကိုဘယ်သူမှမသိပါဘူးဒုတိယတစ်ချက်ကခရစ်တော်ယေရှုဘယ်အချိန်ကြွလာမယ်ဆိုတာကိုလည်းဘယ်သူမှမသိပါဘူးဒီနေ့ကျွန်တော်တို့လောကကြီးမှာ အကောင်းနဲ့အဆိုးကအမြဲ တွန်တွဲပြီးရှိနေပါတယ်။ထာဝရဘုရားသခင်ကအေဒင်ဥယျာဉ်ထဲမှာကောင်းမကောင်းတိကျွမ်းရာအပင်ကိုဖန်ဆင်းကြတဲ့ကကောင်းခြင်းမကောင်းခြင်းတခုဟာအေဒင်ဥယျာဉ်ထဲမှာရှိပြီးဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲတမန်ကျမ်းစာထဲပြန်ကြည့်ခဲ့မယ်ဆိုရင်ဖြစ်ကျေသောလမ်းနဲ့ကျင်းတော်လမ်းကို တွေ့ရပါမယ်။ခြုံတော်ရည်နဲ့ခါတော်ရည်ကိုတွေ့ရပါမယ်။၆ပုံမှာစီတဲ့ပညာရှိနဲ့ သဲပေါ်မှာတည်တဲ့လူမိုက်ကိုတွေ့ရပါမယ်။ဖာရိရှဲနဲ့အခွန်ခံကိုလည်းတွေ့ရမှာဖြစ်တယ်။နောက်ပြီးချီးမွမ်းခြင်းနဲ့ကျိန်ဆဲခြင်းဆိုတာကိုလည်းတွေ့ရမှာဖြစ်တယ်လို့ပညာရှိတဲ့သူတို့သမီးနဲ့မိုက်မဲတဲ့သူတို့သမီးအကြောင်းကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ကောင်းတော်မျိုးစေ့နဲ့တော်မျိုးစေ့ဆိုတာကိုလည်းဒီစံကျက်ဘက်တဘောတရားကို တွေ့ရတယ်လို့လူသား တနည်းအားဖြင့်သခင်ယေရှုပြန်လည်ကြွလာတဲ့အခါမှာသိုးနဲ့စိတ်ကိုခွဲခြားမယ်ဆိုလဲအတိအကျဖော်ပြထားပါတယ်။နောက်ဆုံးမှာခရစ်တော်ရဲ့ကိုယ်တိုင်ပင်လင်းသူ့ရဲ့အယောင်ဆောင်ဖြစ်တဲ့အန်တီခရစ်ဆိုတဲ့သူတွေလည်းပေါ်လာမယ်ဆိုတာကိုတေယောနှစ်ဆက်ရှစ်မှာဖော်ပြထားပါတယ်။ဒါကြောင့်ဒီကောင်းခြင်းမကောင်းခြင်းနဲ့တွန်တွဲပြီးမှစัจ짓ဘက်တဘောတရားနဲ့ပတ်သက်ပြီး ျွန်တော်သတိထားမှာကတစ်ပေလေးအခန်းကြီး9မှာ ခတ်တိန်တော်အမှုအရာတို့သည်အဆုံးတို့ရောက်လူတည်ဖြစ်သောကြောင့်တမာသတိရှိကြလောဆိုပါဖော်ပြထားပါတယ်တစ်ယောဟန်မှာကျွန်တော်နောက်ဆုံးတော့အချိန်ကာလဖော်ပြထားလို့တစ်ပေမှာတော့ကျွန်တော်တို့အဆုံးရောက်တူပြီဖြစ်တဲ့အတွက်တမာသတိရှိကြဖို့ဖြစ်ပါတယ်တမာသတိရှိဖို့ရအတွက်ဖျားတခင်နဲ့အတူအသက်ရှင်ဖို့ လိုအပ်ပါတယ်။ဖះနဲ့အတူရှိရမှာဖြစ်တယ်။ကျွန်တော်တို့လူတွေဟာတဲ့စာဒန်နဲ့ဖះနဲ့ကြားထဲမှာကျွန်တော်တို့လူရှိပါတယ်။အကယ်၍လူဟာတဲ့စာဒန်နဲ့နီးရောမယ်ဆိုရင်တနည်းအားဖြင့်ဖះနဲ့ဝေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့စာဒန်နဲ့ဝေးတဲ့အချိန်ပြည့်ဖះနဲ့နီးလာမှာဖြစ်ပါတယ်။အစလိုတာက ဖះရနဲ့စာရန်ကြားထဲမှာနေရတဲ့လူဟာဖះရနဲ့နီးလေစာရန်နဲ့ဝေးလေ ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တဲ့အဓိကအချက်ကဂလာတိ9:22ကို အခြေခံပြီးဖះရနဲ့နီးတဲ့လူရဲ့အသက်တာနဲ့ဖះရနဲ့စာရန်နဲ့နီးတဲ့လူရဲ့အသက်တာကိုကျွန်တော်ဖော်ပြခြင်းပါတယ်။ဖះရနဲ့နီးတဲ့လူရဲ့အသက်တာနံပါတ်1ကသူချစ်ချင်းမြတ်တာရှိပါတယ်။ နမနစ်ကတို့ဝမ်းမြောက်ပျော်ရွှင်ခြင်းရှိပါတယ်။နမသုတ်ကငြိတ်တဲ့ချမ်းသာခြင်းကိုရပါတယ်။နံပါတ်၄ကစိတ်ရှိသီးခံခွင့်လွတ်ပါတယ်။နံပါတ်၅ကကျေးဇူးပြုခြင်းလူတန်းတဲ့ဆက်ကတ်တဲ့စိတ်ရှိပါတယ်။နံပါတ်၆ကတတ်ရှင်းကောင်းမြတ်တဲ့သဘောထားရှိပါတယ်။နံပါတ်9ကတစ္ဆာကို အမြဲတမ်းစောင့်ထိန်ပါတယ်။နံပါတ်10ကနူးညံ့သိမ့်မွေ့ယဉ်ကျေးပါတယ်။ နံပါတ်6ကဒုဆက်ကိုသူရှောင်ကြဉ်ပြီးအသက်ရှင်ပါတယ်ဖျားနဲ့ဤတဲ့လူရဲ့အသက်တာဖြစ်တယ်စာရန်နဲ့ဤတဲ့လူရဲ့အသက်တာနံပါတ်7ကမုံတီးယုံရှာပါတယ်နံပါတ်9ကသူအမြဲတမ်းဝမ်းနဲ့စိတ်ပြတ်ပါတယ်နံပါတ်3ကပူပါခြင်းဆွေးရင်ချင်းစိတ်ရှိပါတယ်နံပါတ်4ကစိတ်တူတယ်ဒေါရကြီးပါတယ်နံပါတ်5ကခြေစူးကန့်တက်ပြီးခြေတော့မချီးမွမ်းတတ်ပါဘူး နံပါတ်6ကမိုက်မဲပြီးဆိုးသွမ်းပါတယ်နံပါတ်9ကသစ္စာဖောက် လောက်ကောင်အဖြစ် အသက်ရှင်ပါတယ်နံပါတ်10ကရိုင်းဆိုင်ပြီးမှကြမ်းတမ်းတဲ့သူဖြစ်ပါတယ်နံပါတ်9ကမကောင်းမှုဒုစရိုက်အဖြစ်ထဲမှာပျော်မွေ့တဲ့သူဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်တို့ဖျားနဲ့ဤသလားစာတန်နဲ့ဤသလားဆိုတာ ကိုယ့်ကိုယ်ပြန်လဲစမ်းစစ်ကြပါစို့အားလုံးကျေးဇူးတင်ပါတယ်